တက္ကသိုလ်လေ့ကျင့်ရေးတက်ဖွဲ့ဝင်ဆရာဆရာမတွေနဲ့ကျောင်းသားတွေကိုစစ်တင်နယ်ပေးနေတယ်လို့စစ်ကောင်မရှင်ကအော်တိုဘလာတရနေညာကထုတ်ပြန်လိုက်ပါတယ်ထုတ်ပြန်ချက်မှာစစ်တင်နယ်တက်နေတဲ့ဆရာဆရာမကျောင်းသားကျောင်းသူတွေကသူတို့ကိုယ်တိုင်ဆန္ဒပြတဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ဒါပေမဲ့အမည်မဖော်လိုတဲ့တက္ကသိုလ်ဆရာမတယောက်ကတော့မတက်ချင်ပေမဲ့မဖြစ်မနေစစ်တင်နယ်တက်ဖို့အတွက်စာထွက်ထားတဲ့အတွက်တဲရတာဖြစ်တယ်လို့ပြောပါတယ်အဲ့ဒီစစ်တင်နယ်ကိုကာကွယ်ဦးစီးချုပ်ယုံကြည်ပြည်သူစစ် နေကြားတက်များညွှန်ကြားရေးမှူးရုံးတွေရဲ့တက္ကသိုလ်လက်ကျေးတက်တွေကတင်ပေးနေတာဖြစ်ပါတယ်။စစ်တင်နှံဖွင့်ပွဲတွေကိုအော်တိုဘာလာတရနေ့ကနေပြည်တော်ကောင်စီနယ်မြေရှမ်းပြည်နယ်တောင်ပိုင်းပတ်ထူတက်မြို့မိုးပြည်နယ်ချောင်းစုံမြို့ရန်ကုန်တိုင်းမော်ပီမြို့အေရဝေတိုင်းပသိမ်မြို့နဲ့ပဲခူးတိုင်းတောင်ငူမြို့တွေမှာရှိတဲ့နေမြေကန်တင်နှံကျောင်းတွေမှာလှုပ်တာဖြစ်ပါတယ်။တင်နှံတွေကပထမနှစ်အခြေခံစစ်ပညာတင်နှံဒုတိယနှစ်အခြေခံစစ်ပညာတင်နှံပထမနှစ်တမ်းမြင့်စစ်ပညာတင်နှံဒုတိယနှစ်တမ်း နှစ်စစ်ပညာသင်တန်းတွေဖြစ်ပြီးတော့သာမန်သင်တန်းချိန်နဲ့စကန်ချာလေးချင်းချိန်အလိုက်သင်ကြားပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။